အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမြို့ရမခတိုင်းထဲမှာစစ်ကောင်စီတပ်ကဂရုကျင်းဆက်သွယ်ရေးမြောင်းအခိုင်အမာပြုလုပ်ပြီးခန့်စစ်ပြနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှိုးမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီတပ်ကဂရုကျင်းဆက်သွယ်ရေးမြောင်းတွေအခိုင်အမာလုပ်ပြီး ခံစစ်ဖြစ်နေတယ်လို့ရမခတိုင်းတွင်တက်ကအခြေအနေကိုသိတဲ့စစ်ရေးသတင်းရှင်းပြတဲ့ဦးကသတင်းဌာနကိုပြောပါရယ်။ရမခတိုင်းထဲမှာအင်အားရနေကြီးအုံပြုပြီးဂရုတ်ချင်းဆက်သွယ်ရေးမြောင်းနဲ့ဘန်ကာရီကိုအခိုင်အမာပြုလုပ်ထားပြီးလက်နက်ကြီးနဲ့ဟောင်ဝစ်စာလက်နက်ကြီးတွေကိုလည်းပြစ်ခတ်ဖို့အသင့်ပြင်ထားတယ်လို့ဆိုပါရယ်။ဒီကောင်တွေတိုင်းထဲမှာဂရုတ်ချင်းဘန်ကာဆက်သွယ်ရေးမြောင်းတွေကောင်းကောင်းတူထားတယ်။အခြေအနေဘလို့လာမလဲတော့မသိရဘူးဒီကောင်တွေဒီဘက်ပြီးရင် MNDAA ကိုပါပြန်ချမယ်ထင်နေ ဟောင်ဝဲဆောင်လက်နက်ကြီးရောပြင်ဆင်ထားတယ်လို့လာရှုမျိုးကန်စစ်ရေးတရင်ရေးမြစ်တအူကသတင်းဌာနကိုပြောပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆန်မှုကြောင့်ကိုကန်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှုမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ AP လတည်းမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်လက်ရှိလာရှုမျိုးတွေမှာစစ်ကောင်စီတပ်အင်အားထောင်ကြီးဝင်ရောက်ရှိနေပြီးစစ်စေးရေးဂိတ်တွေကိုလည်းရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာနေပြီးကိုကန်တပ်ထိန်းချုပ်ထားတဲ့မျိုးရှောင်လန်းအနီးထိရောက်ရှိလာနေပြီလို့သိရပါတယ် ကြားပြင်လာရှုမှုတွေမှာထောက်လန်းရေးဆရာဖားအဖွဲ့လဲရာနဲ့ချီရှိနေပြီးအဲကနေတစ်စက်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့မျိုးတွေဘက်ကိုဆေးလွတ်ထားနေတယ်လို့ဖန်စီခံရတဲ့ထောက်လန်းရေးတွေကထွက်ဆိုထားပါတယ်။လက်ရှိမှာတော့လာရှုမှုတွေစနစ်ရက်ကွက်ကိုသာစစ်ကောင်စီတပ်ထိန်းချုပ်ခွင့်ရပြီးမျိုးဘေးကနေရာအလုံးကိုကိုကန့်တက်ကဝင်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းကိုကန့်တက်ထိန်းချုပ်ထားတဲ့တိန်နီမျိုးကိုစစ်ကောင်စီကပြန်တောင်းနေပြီးကိုကန့်တက်ဘက်ကလက်ခံခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီးအကြံဖက်စစ်တိုက်တင်းနှသာဤတိုင်းဗဟုအမှတ်၁၂ချစ်ရည်တင်းနှံကြောင်းရှိစစ်မှုရန်တင်းနှံမှတပ်ဖွဲ့ဝင်တင်းနှံသား၄ဦးအလေးဝင်ဖက်ပြောင်းခိုးလုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းပူလောမြို့နယ်ရှိအချမ်းဖက်စစ်တပ်ရဲ့တင်းနှံကြောင်ရှိစစ်မှုရန်တင်းနှံမှတပ်ဖွဲ့ဝင်တပ်သားတစ်လေးယောက်အလေးဝင်ဖက်ပြောင်းခိုးလုံလာတယ်လို့ကရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်ကဒီနေ့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်ကအချမ်းဖက်စစ်တပ်ရဲ့တိုင်းဘဟုအမှတ်၁၂ချင်းရည်တင်းနှံကြောင်မှတပ်ဖွဲ့ဝင်တပ်သားတစ်၃ယောက်နဲ့ အော်တိုဘာလာ၈ရက်မှာတရောင်အလုံးစုစုပေါင်း၄ယောက်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီ KMT ဟိုတရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခုလုံခဲ့တယ်လို့ဆိုပါတယ်။အလင်းဝင်ဗတ်ပြောင်းခုလုံသောတပ်သား၄ယောက်ဟာအာနာသိန်းစစ်တပ်ကအတင်းအဓမ္မဖမ်းဆီးခံရပြီးနောက်ပြည်သူစစ်မှုထမ်းတင်နန်တက်ခိုင်းခဲ့ရာလေးချင်ရေးတင်နန်ကနေထွက်ပြေးခဲ့ပြီး KNL တရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခုလုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစီခံခဲ့ရတဲ့အာနာသိန်အကြံဖက်စစ်တပ်အတွေရှိတပ်သားတွေအနေနဲ့ဒီဆက်ရဒေါ်လာရေးတက်တွေစီရာရာနီနဲ့လက်နက်ချအလင်းကွေပူပေါင်းကြဖို့ KNU ကတိုက်တွန်းအသိပေးထားပါတယ်။ကျမိုက်တရင်တက်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။